前列，请实施英国联系台湾的加送大家做约翰新路印度帮路啊，来，有，前列，他发现，也是在见到了嘛，我底下经常看你那里，奶奶也见到了，有没有一对？

။နောက်ဆုံးကနေပြီးတော့တရားရှင်ကပြောမှာလေတရားအနိုင်ယူထားတဲ့ဘက်ကောကျွန်တော်တို့ဆက်ွက်တဲ့ခန္ဓာစီရင်ဖြစ်ပါတယ်။အဲအဲ့ဒီခန္ဓာမှာကျွန်တော်တို့တရားလာကြတဲ့ကျွန်တော်တို့အဖွဲ့အစည်းအသီးသီးကောင်းဆောင်တွေဒါမှမဟုတ်ရှင်းပါတဲ့ကျွန်တော်တို့ Network for Democracy in Burma NDB ကကိုယ်စားလှယ်စကားပြောပါမယ်။ပထမဆုံးအနေနဲ့ NDB Network for Democracy in Burma ရဲ့အဖွဲ့အစည်းက ကိုတန်းစင်မအမှားစကားပြောပြီးဖြစ်ပါလေကိုတန်းစင်ကများရှေ့ကိုကြောက်ပါအားလုံးပဲဒီရာဒီယူတူကျွန်တော်ရေးရမှာပေါ့လေကိုရဲ့မနေ့ကသားလူရဲ့လက်တီချက်မနေ့ကသားလူရဲ့ဒီနေ့နာဖာဆေးအစူအနေပြီးတော့ကျင်းပပြုလုပ်တဲ့သူ့ရောပြည်သူ့လွတ်တော်ကိုမိမိတို့ရဲ့ဆန္ဒကိုပေါ်ထုတ်ဖို့အတွက် ရောက်ရှိလာကြတဲ့ရဲဘော်တွေအားလုံးကိုကျေးဇူးတင်တဲ့ဂုဏ်ယူတဲ့လေးစားတဲ့ဆိုတဲ့ကြောင်းပထမပြောကြားခြင်းပါတယ်။ဒါအားလုံးသိတဲ့အတိုင်းပဲနာမဆီယိုဆူဟာတက်ကနေပြီးတော့အချမ်းဖက်အာနာသိမ်းပြီးတော့ကောက်ဝေးဥစည်းချုပ်ကနေပြီးတော့ပါဇက်ကထွက်တဲ့ဥပဒေနဲ့တိုင်းပြည်ကိုအနိုင်ကျင့်အုပ်ချုပ်ခဲ့တာပြည်နယ်ဆယ်ကျော်ကြွာသွားပြီ။ နှစ်နှစ်ဆယ်ယောက်ကြာသွားပြီမဲ့မမနိုင်ငံသားတို့ရဲ့ဒီမိုကရေစီနဲ့လူ့ခွင့်ရေးတကယ်ရရှိဖို့အတွက်တောင်းဆိုတိုက်ပွဲဝင်လာကြတာတွေဟာ generation တစ်ခုကိုအသိပြောင်းခဲ့ပါပြီဒီလူငယ်တွေကသမိုင်းပြီးတောင်းကိုဆက်ပြီးတော့ထမ်းဆောင်နေတယ်ဒါကြောင့်မလို့နာမစယုစုဟာစီဝုပ်ရင်းနဲ့ဘာကွေဦးစီးကျောင်းရဲ့အမိန့်နဲ့တိုင်းပြည်ကိုအနိုင်ကျင့်လို့မရတော့တဲ့အချိန်မှာ ကဘာကိုလှည့်စားဖို့အတွက်အတူရောဖဆီဘုံအခြေခံဥပဒေကိုရေးဆွဲခဲ့တယ်ဒါအားလုံးသိကြတယ်ပြီးတော့ဒီဥပဒေစံကိုမမလင်္ကာမှာလူတွေတတ်တော့လဲတည်တည်နဲ့ဘုံတိုင်းပြည်စည်းတွေကြားထဲမှာအတည်ပြုခဲ့တယ်ဒါကဒီဥပဒေကိုအသုံးချပြီးတော့ရေကောက်ပွဲကိုကျင်းပခဲ့တယ်ဒီရေကောက်ပွဲဟာတရားဥပဒေပေါ်မှာအခြေခံမှု မစင်မှန်ဘူးမမြတ်တော့ဘူးဆိုတဲ့အတွက်ကြောင့်မလို့လူသားဒီမိုကရေစီဖွဲ့ချုပ်နဲ့တိုင်းသားပါတီတွေကဒီရွေးကောက်ပွဲကိုအတိအမှတ်မပြုသတိမောက်ခဲ့ကြတယ်တော်ဒါပါစီအောင်စုရဲ့ဒီရွေးကောက်ပွဲမှာပါဝင်လာတဲ့လူတွေအများစုကနာဖာစီအောင်စုရဲ့အကျိုးစီးပွားကိုပေါ်ဆောင်မဲ့လူတွေကလွဲလို့ရှိရင်ကြံတဲ့အတိုက်ခံအင်အားစုဆိုတာအလဲငယ်ပဲပါတယ်အတိုက်ခံအင်အားစုဆိုတာက နာဖာစေယုစုရဲ့အလိမ်မိတဲ့ခလေးလေးတွေလိုဖြစ်နေတယ်ဒီကောက်ပေါ်ကြီးပြီးသွားရင်လွတ်တော်တွေပေါ်လာမယ်လွတ်တော်ပြီးလို့ရှိရင်ဒီမိုကရေစီအားစုတွေကလည်းအာဏာရလာမယ်လို့အင်မတန်ကိုခလေးတွေပြီးတော့ဒီကောက်ပေါ်ဝင်ကြတဲ့ကျွန်တော်တို့ရဲ့အတိုက်ခံအင်အားစုတွေကဒီနေ့နာဖာပါလဲနာဖာလုတ်သွားတဲ့ရွေးကောက်ပေါ်နာဖာခေါ်တဲ့လွတ်တော်ဆိုတာပါလဲဆိုတော့ညနေပိုတွေ့နေကြတယ်ဒီတော့ကျွန်တော်တို့က ဒီရွေးကောက်ပွဲဆိုတာငကိုတွေကကျွန်တော်တို့အသင်းမှာပြုခဲ့တာမဟုတ်ဘူးဒီကွန်စတီကျူရှင်းကိုကျွန်တော်တို့အသင်းမှာပြုခဲ့ကြတာမဟုတ်ဘူးဒါကြောင့်မို့လို့ဒီနေ့နာဖာဆောင်စုကမမနိုင်ငံမှာဒီနေ့ခေါ်ယူတဲ့နာမည်တော့ပြရနေပြီးတော့တဲ့မမကကျွန်တော်တို့ခေါ်တော့အားလုံးသိတဲ့အတိုင်းပဲဒါချက်ပြေးအဲ့ဒီနေရာမှာဒီနေ့စောက်ဦးတွေစောက်ပြီးတော့ပြည်သူ့လွတ်တော်ကိုခေါ်ယူတဲ့ဒီလိုမျိုးဆီရောဒီလွတ်တော်ကနေပြီးတော့ဗာဖြစ်လာမှလည်း ။ဒါကျွန်တော်တို့သိပြီးသားပဲ။နိုင်ငံသားတိုင်းစစ်မှုမထမ်းရမထမ်းမနေရဥဒေတွေကိုတတ်ထားတော့မယ်။ဆိုလိုတာကဒီလွတ်တော်ကနေပြီးတော့ဖြစ်လာမဲ့ဥဒေတွေဒီလွတ်တော်ကနေပြီးတော့ရွေးထုတ်လိုက်မဲ့အစိုးရဖွဲ့ဆိုတာလည်းအတူရောပဲဖြစ်တယ်။ဒါကြောင့်မလို့ဒီလွတ်တော်ဒီကောင်ဒီကောင်ဥဒေကိုအခုတရားထွက်လာမဲ့အစိုးရဖွဲ့ကို ဘယ်နည်းနဲ့မှကျွန်တော်တို့လက်သက်ခံမှာမဟုတ်ဘူးဆိုတာကိုပေါ်ထုတ်ပြသဖို့အတွက်ကျွန်တော်တို့ဒီလိုအားလုံးပဲရောက်ရှိလာတယ်လို့နာဖာစေုပ်စုကိုကျွန်တော်တို့ပြောကြားခြင်းတယ်။အကြောင်းမို့လို့ကျွန်တော်နိုင်ငံမှာနာဖာစေုပ်စုကအချမ်းဖက်လို့မရတော့ရင်အလိန်သွင်းမှုတက်ကိုဆက်ပြီးကြိုးစားနေတယ်။ကျွန်တော်တို့နိုင်ငံသားတွေအားလုံးကဘလို့ပဲပုံစံပြောင်းပြောင်းဘလို့ပဲအကြောင်းပြောင်းပြောင်းစေုပ်စုကစေုပ်စုပဲဆိုတော့အားလုံးသိနေကြတာပဲဖြစ်နေ။အကြောင်းမို့လို့ကျွန်တော်နိုင်ငံမှာ တကယ်စစ်မှန်တဲ့ဒီကောင်ပေါ်ရဖြစ်ပေါ်လာဖို့တကယ်စစ်မှန်တဲ့တကယ်အားစုတွေကနေပြီးတော့တိုင်းပြည်ကျွန်တော်ပြန်ထူထောင်ရေးမှာပါဝင်လာဖို့ပြည်သူတွေမှာမတရားဖန်ဆီးခြင်းချခံရတဲ့နိုင်ငံရေးကျင်းသားတွေဆက်ပြီးတော့အားလုံးချွင်းချက်မရှိလွတ်မြောက်လာဖို့တက်ကိုဆက်ပြီးတော့လုပ်သွားမယ်လုပ်ငန်းဆောင်တွေကျွန်တော်တို့မှအားကြီးနေသေးတယ်။အကြောင်းမလို့ကျွန်တော်တို့နိုင်ငံသားတွေဟာရောက်ရှိရနိုင်ငံဒေသတွေမှာကိုတောင်းကိုကြေပြောင်းစူးစမ်းကြဖို့လိုပါတယ်။ ။တစ်ဖက်ကကျွန်တော်နိုင်ငံမှာပြည်ပြနေတဲ့နိုင်ငံရေးချက်တဲမှုတွေကိုဒီလိုပေါ်ထုတ်ပြသတာတွေလည်းလုပ်ဖို့လိုသလိုဒီနေ့ပြည်တွင်းထဲမှာလူသားဒီမိုကရေစီအခွင့်အရေးနဲ့ဒီမိုကရေစီအင်အားစုတွေကနိုင်ငံရေးနဲ့မပတ်သက်တဲ့ပြည်သူအကျိုးပြုလုပ်ငန်းတွေကိုလုပ်နေကြတယ်။အဲအဲ့ဒီမှာကျွန်တော်တို့တွေအားလုံးကနေပြီးတော့စံတိုင်းတစ်ပိုင်းပူးပေါင်းပါဝင်ကြဖို့အတွက်သမိုင်းမေတ္တာဝန်တွေရှိရတယ်။ဒါကြောင့်မလို့ကိုရောက်ရှိရဒေသတွေကနေပြီးတော့ဒီတာဝန်တွေကို ကျေးဇူးအောင်တဲ့အားလုံးဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့တိုက်တွန်းရင်းနဲ့ဒီဖုန်းချုပ်ပါလေအားလုံးကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ယူသာဒီမိုကရေစီဖွဲ့ချုပ်လွတ်မြောက်နိုင်ရေးဂျပန်ဌာနကွယ်ရဲ့တာဝန်ရှိသူတို့ကြည့်တဲ့ပေါ်တော်မြို့မှာလက်ပြီးပြောကြပြုဆိုရတယ်ပေါ်တော်မြို့ကိုကြောက်ပါခင်ဗျာဒီကနေ့အပြည့်ရွေးထဲမှာရှိတဲ့မိမိရဲ့ဆန္ဒကို ပြင်းပြင်းဝါဝါပေါ်ထုတ်ခွင့်မရတဲ့အမပြည်သူလူလူကြီးရဲ့ကော်စားမိမိတို့ရောက်နေရနေရမှာကြာရတောင်းဝင်ဟိုကျေမောဆောင်းမဲဆိုတဲ့အသီးစိတ်ထားနဲ့မိမိတို့ရဲ့ရင်ထဲကဆန္ဒတွေကိုထုတ်ပေါ်ဆန္ဒပြဖို့ရောက်ရှိလာကြတဲ့အမပြည်သားညီကိုမောင်နှမများအားလုံးကိုသူပဲလဲစားပါကြောင်းဥစွာပြောကြားလိုပါတယ်ဆက်လက်ပြီးပြောကြားလိုတာက တကယ်နဲ့ဗမာပြည်မှာစေစောအနေပြီးတော့ပြည်သူလွတ်တော်ခေါ်နေပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးပြောပြရမယ်ဆိုလို့ရှိရင်စေစောရဲ့လက်ထက်မှာပြည်သူလူထုကလည်းတခမ်းနဲ့မဲပေးတယ်ပြည်သူဆန္ဒပြည့်ပြည့်ဝဝလည်းပါဝင်တယ် ထို့တူပဲကဘာကလည်းလွတ်လပ်ပြီးတော့တရားမျှတာတယ်လို့အတိမပြုထားတဲ့1990ရွေးကောက်ပွဲရဲ့ရလကူတော့အကောင်ထဲလဲပေါ်မပေးဘူး။ဘာကြောင့်မပေါ်ဘူးဆိုတော့လေဒီလူလူတို့ကလည်းမထောက်ပြမှုမရှင်းလင်းမှုကဘာကိုလည်းမတင်ပြဘူး။အဲဒါပဲမလို့သူတို့သဘောကျ သူတို့စိတ်တိုင်းကြလောက်တဲ့လူလူစံနာလည်းပြပြဝါဝမပါဘူးကဘာကလည်းမလွတ်တော့ဘူးတရားမျှတမှုတွေမရှိဘူးတော့ပြောတယ်ရွေးကောက်ပွဲတော့ဒီကနေ့အကောင့်ထဲပေါ်ပြီးတော့လွတ်တော့ကျင်းပါလေအဲ့ဒီတော့ခမားတော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့နိုင်ငံမှာဖြစ်ပေါ်နေတဲ့မတရားမှုတွေကျွန်တော်တို့ရဲ့ နိုင်ငံရဲ့ဆက်လက်ဖြစ်ပေါ်မဲ့မတရားမှုတွေနီလာမကြမှုတွေကျွန်တော်တို့နိုင်ငံလုံးနိုင်ငံသားတွေရဲ့အနာဂတ်တွေကိုကျွန်တော်တို့ခင်ဗျားတို့ကကောင်းပွန်နဲ့အနာဂတ်ကိုပြန်နီလာကြပြီးတော့လူလူဆန္ဒပြေဝါတယ် အတိတ်ပဲရှိတယ်နိုင်ငံရဲကိုပေါ်ဆောင်နိုင်ဖို့ခင်ဗျားတို့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသူနိုင်ငံသားတဦးချင်းရဲ့ပခုံးပေါ်မှာရှိတယ်ဆိုတာကိုလင်းလင်းနဲ့နဲ့ကြည့်တော့သဘောပေါက်ပြီမြန်မာနိုင်ငံမှာဒီကနေ့ကြုံတွေ့နေရတဲ့အခက်အခဲတွေအကြမ်းတမ်းတွေ မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့အနာဂတ်ကိုတာယာလပ်ပါအောင်ဖန်တီးပေးနိုင်မဲ့အနေထားတွေဖြစ်ဖို့အတွက်ကျွန်တော်တို့နိုင်ငံအများဆုံးငြိမ်းချမ်းဖို့ကျွန်တော်တို့နိုင်ငံအများဆုံးအမျိုးသားပြန်လည်တည်မြတ်ဖို့လိုအပ်တယ်ဆိုတာလေးလေးနက်နက်သဘောပေါက်ဖို့လိုပါတယ်ဒါကြောင့် ခင်ဗျားတို့ကျွန်တော်တို့အားလုံးဟာဒါဘကမတရားသဖြင့်ခေါ်တဲ့ဟာဒီလွတ်တော်ခေါ်တဲ့နေ့ကနေစပြီးတော့ရမကြတဲ့ကာလအတော်တွင်းမှာစစ်မှန်တဲ့ပြေဆုံးဆွေးနွေးရတဲ့ပေါ်တဲ့အထိရောက်အောင်အားနဲ့အင်းနဲ့မိမိတို့ရဲ့ရောက်ရနေရရှိရအဖွဲ့စည်းရဲ့ကြာရတောင်းဝင်တွေကိုခြေပေါ်သာဆောင်ရင်းနဲ့ ကြိုးစားကြပါစို့လို့လေးလေးနက်နက်တိုက်တွန်းရင်းဒီကိုအကျွတ်ပါတယ်ဘာလို့ဒီမှာနဘာပြည်တွင်းမှာဝေခွာပြီးကျွန်တော်ညီမလူမျိုးတွေအားလုံးနဲ့အတူတကွနေထိုင်နေကြတဲ့တိုင်းရင်းသားများအားလုံးရဲ့ပူဇော်ဂျပန်ရောက်တင်ယူရဲ့အဖွဲ့ရဲ့ပူဇော်ကိုမိုင်ကျော်ဦးမှအမစားပြောကြားပြုဖို့ဖြစ်ပါတယ်အားလုံးလေးစားပါတယ်ခုနရှေ့ကခေါင်းဆောင်ကျွန်တော်လေးပြောတာစုံသွားပြီကျွန်တော်လိုရင်းနဲ့ပြောပါမယ်ကျွန်တော်နိုင်ငံစစ်ကြုံပြုမဲ့ တော်တော်ဒီနေ့စားလုံးနေပြီကျွန်တော်ကလက်မခံဘူးဆန်းကျင်တယ်ဒေတာကခုပြောမယ်ကျွန်တော်တို့မကြိုက်တဲ့ကိစ္စမမှန်တဲ့ကိစ္စမတရားတဲ့ကိစ္စတော့ကျွန်တော်ညင်နေလို့မရဘူးကျွန်တော်လွတ်လပ်နေတဲ့နေရာရောက်နေတယ်ကျွန်တော်လွတ်လပ်နေတဲ့ကျွန်တော်ခွင့်အရေးတင်တဲ့ကျွန်တော်ဆန္ဒတွေကိုထုတ်ဖော်ဖို့လိုတယ်ဒါကြောင့်ကျွန်တော်ကရှိနေချက်ဘာမှတကန်သားတယ်ကျွန်တော်ညင်နေလို့မရဘူးကျွန်တော်ရက်နေလို့မရဘူးကျွန်တော်တို့အလုံးမဲ့လုံးနေလို့မရဘူး ျွန်တော်မတရားတဲ့ကိစ္စကျွန်တော်တို့မကြိုက်တဲ့ကိစ္စတွေကျွန်တော်တို့ရဲ့ဆန္ဒတွေကိုထုတ်ဖို့လိုတယ်ဒါကြောင့်အားလုံးဒီကနေ့လာရတဲ့အထူးပဲကျေးဇူးတင်တယ်နောက်တစ်ခုပြောချင်တာကကျွန်တော်နိုင်ငံမှာနိုင်ငံရေးကျင်းတာတွေအများကြီးရှိသေးတယ်ဒါဒီမိုကရေစီနိုင်ငံမဟုတ်သေးဘူးတော်လာရဲ့အားလည်းမပြီးဆုံးသေးဘူးကျွန်တော်နိုင်ငံမှာဒီကနေ့အထိဒီရင်းစစ်ကြီးကတောက်လောင်နေတယ်ကျွန်တော်နိုင်ငံဟာဒီကနေ့ နိုင်ငံသားကြီးကျုံဖြစ်နေတဲ့အများကြီးလောက်ကရမယ်အများကြီးစိုးစားဖို့လိုနေတယ်ဒါကြောင့်ပြောချင်တာကပြည်တွင်းမှာထောင်နှကားဝါပါအတက်ဆွန့်ပြီးလုံနေတဲ့ညီကိုတွေရှိသေးတယ်နေဆက်ပါရောအတက်ပေးပြီးတိုက်ပွဲဝင်နေကျွန်တော်ညီကိုတွေရှိသေးတယ်ကျွန်တော်တို့ရဲ့လွတ်လပ်နေတဲ့အချိန်လေးတတ်နေတဲ့ဘက်ကနေလီရင်းနဲ့ထောက်ပံ့လို့မရတော့ဘူးတကယ်ကိုပဲလွတ်မြောက်စေချင်တဲ့ဆိုရင် ကျွန်တော်တို့ကိုယ်တိုင်ကြားတဲ့နေရာကနေပါဖို့လိုပြီးနိုင်ရဲ့နေရာကနေပါဖို့လိုပြီးဒါဆိုရင်ကျွန်တော်မကြိုက်အာသာရှင်ဟာပြုတ်ကြပါမယ်ကျွန်လိုချင်တဲ့စနစ်တစ်ခုကိုရမှာဖြစ်တယ်စိတ်တနဲ့ဇွမ်းရှိရှိနဲ့တကယ်လုပ်ပေးကြပါလင်းနေတော့မလုပ်ကြပါနဲ့အနည်း20လဲကြော်ပြီးနောင်လာနောက်ဓာတ်တွေအတွက်တကယ်ကိုပဲပေးစားဖို့တိုက်တွန်းနေငုံချောက်ပါလေအားလုံးကျေးဇူးတင်ပါတယ် တို့တို့မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးမှာအနေနဲ့လို့လို့အားပေးပါဝင်နေတဲ့အပြည်ပြည်ရာဒုက္ခရောက်ခွဲ Amnesty International ကမြန်မာအတင်းအဖွဲ့ကကိုယ်စားလှယ်ဖြစ်တဲ့စုကီယာမဆန်ကနေပြီးတော့အမှားစကားပြောကြပြီးဖြစ်ပါတယ်။ Amnesty International のスキヤマと申します。え、ディネは。ディネティアチェンは だが今ピョンピヤラまえ今日は、えー、連帯について話したいと思います。うん、えー、ふいエムナシピバレ。いきなりでえ去年総選挙がありまして、今日から議会が収集されます。 ビルの民主化運動の中でいろいろな運動論があると思います総選挙にボイコットしていこう、えー、選挙に選挙を受け入れていこう、えー、議会の収集に反対していこう議会の収集を受け入れよういろいろな運動論があると思います今日は予告会で受けばれなばせそうやが山のロロボシバレ မြန်မာဒီမိုကရေစီရရှိရေးအတွက်အခွင့်အမြဲတမ်းလို့ကျွန်တော်တို့ဒီဘက်ကဆောင်ရွက်နေကြတဲ့လူတွေကဒီရွေးကောက်ပွဲဆန့်ကျင်ရေးတော်တော်ဆန့်ကျင်ရေးစသဖြင့်တော့လှုပ်ရှားမှုတွေကိုဆက်လက်လှုပ်ရှားနေပါတယ်獲得目標が同じであれば連帯することが大事です。パンダをやほうだが、白に飲む、白に飲むは家地場で。

えー、グループ同士または皆さんが所属するグループのリーダーと皆さん考え方や運動論が違うところがあると思いますがバラバラになってはいけません。对个，民族的使用，西家门，西家门路嘞，天马嘞，多少嘞呗？啊，你身上我身上你阿龙我嘞，那个外头家庭匹配，你这手匹哦，你来我路话嘞。 バラバラにバラバラになった運動はパワーが小さくなりますパワーが小さくなった運動は獲得目標を達成することができませんアプロシア互で怪獣大流行この路へ自でパワーするが電源多場面この電源多場流行路下で一個接班内要不得を都路を開けけけしばりめ ですから考え方や運動論が違っても、えー、決してバラバラにならずに皆さんは一人一人が力を合わせて、えー、頑張ってくださいそう思いますありがとうございます大家好，我叫朴子龙飞，六月份的，牛肉快餐的包子，今天六七七六二二年，咱来到闽南边，六厂家门，六千六千的，然后数字比多买 ကျွန်တော်တို့မျော်မှန်းတဲ့အဲဒီဝေချက်ပန်းနိုင်ကိုအများဆုံးရောက်ရှိမယ်လို့ယူဆမိပါတယ်အားလုံးကျေးဇူးတင်ပါတယ်တဲ့အရေးကဘူးဒီလိုစီလုံးညီညွတ်မှုအတွက်ကိုကျွန်တော်တို့ကွန်မတီကိုလာပြီးပြောပေးသွားတဲ့စုကီယမဆန်ကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီးတော့ဟောဒီဒေသတော်ရောはい、見てください。自転車通ります。じゃあ、の、GPNS か、タウンシーズンでやってて。 ဟိုမျိုးမင်းစင်မအမှားစကားပြောပြလို့ဖြစ်ပါတယ်ကျွန်တော်ဒီ2008ဖွဲ့စည်းပုံခြေခံဥပဒေနဲ့ကျင်းပပြုလုပ်ခဲ့တဲ့ဒီတရားမျှတမှုမရှိတဲ့ဒီမိုကရေစီနီးလမ်းမကျတဲ့2010ရွေးကောက်ပွဲကနေပြီးတော့ပေါ်ဝင်လာမဲ့ဒီအစိုးရတင်တဲ့ဒီအတူရောက်တူတော်ကိုကျွန်တော်ကလုံးဝလက်မခံပါဘူးပြည်ပတတဆန့်ကျင်တယ်လို့ပြောကြလို့ပါတယ်အခုကျွန်တော်နိုင်ငံမှာအငငယ်ချင်းတော်တွေကျွန်တော်ရှိလို့အငငယ်ခက်ခဲတွေ အစ်တနာတွေကအခုချိန်ထိအပြေလည်နေပါဘူးကျွန်တော်နိုင်ငံရဲ့အခုချိန်ထိကောင်းလာနေပါဘူးပြေ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 နဲ့ဆိုးသွားတဲ့ဘက်ကိုပဲရောက်ရှိနေပါတယ်အခုဆိုရင်နိုင်ငံရေးကျင်းသား1186ရောက်ရှိတဲ့မှာရှိပါတယ်ဒီနိုင်ငံရေးကျင်းသား1186ရောက်လွတ်မြောက်တဲ့ကိုကျွန်တော်တို့အားလုံးရဲ့တာဝန်မှာကျွန်တော်တို့အားလုံးမှာတာဝန်ရှိရလို့ကျွန်တော်ကခံယူမိပါတယ်ဒါကြောင့်မို့ကျွန်တော်တို့နိုင်ငံရေးကျင်းသားအားလုံးလွတ်မြောက်တဲ့ကိုကျွန်တော်တို့နီးလမ်းပေါင်းစုံနဲ့လုပ်ခဲ့ပေမယ့်အခုချိန်ထိနိုင်ငံရေးကျင်းသားအားလုံးမလွတ်မြောက်သေးပါဘူးဒီနေရာမှာကျွန်တော်တို့တယောက်တည်းမဟုတ်ဘဲနဲ့အားလုံးကလည်း နိုင်ငံရေးကျင်းသာအားလုံးလူမျိုးဖို့တခုတက်နိုင်တဲ့နေရာတက်နိုင်တဲ့ဘက်ကနေပြီးတော့ဝိုင်းဝန်းကူညီအားဖြင့်ပေးမယ်ပူးပေါင်းတောက်တိုက်ပွဲဝင်ကြမယ်ဆိုရင်ကျွန်တော်နိုင်ငံရေးကျင်းသာအားလုံးလူမျိုးလာလိမ့်မယ်လို့ကျွန်တော်ကယုံကြည်ပါတယ်အခုဆိုရင်ကျွန်တော်တို့မျိုးသားကောင်းဆောင်ဒေါ်စန်းစုကြည်ရဲ့ဒီမိုကရေစီရဲ့လှုပ်ရှားမှုတွေမှာကျွန်တော်တို့တက်နိုင်တဲ့နေရာတက်နိုင်တဲ့ဘက်ကနေပြီးတော့အားဖြင့်ပေးမယ်ဝင်ရောက်ကူညီပေးကြမယ်လောက်ကန်ကြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီဘက်နိုင်ကိုရိုးတော့ မျိုးသားကောင်းဆောင်ဒေါ်သန်းစုကြည်ရဲ့ဥဆောင်မှုအောင်နဲ့ကျွန်တော်ရရှိနိုင်ရင်းပဲလို့ကျွန်တော်ယုံကြည်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့နိုင်ငံမှာဒီစစ်အာဏာရှင်နေတဲ့စစ်အာဏာရှင်စနစ်ပေါ်ပြောက်တဲ့အထိကျွန်တော်တို့ကဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ပြောကြားလိုပါတယ်။အားလုံးလည်းကျွန်တော်တို့ရဲ့အတူဆက်လက်အားလုံးပူးပေါင်းပါဝင်တိုက်ပွဲဝင်ကြပါလို့ဖိတ်ခေါ်လိုပါတယ်။အဲဟိုတယ်နဲ့လုံသမားများအဖွဲ့ကဘုံထိုးဦးမှနေပြီးတော့စကားနည်းနည်းပြောပြမှုဖြစ်ပါတယ်။ဒီကနေ့ကျွန်တော်နိုင်ငံမှာအများရဲ့ဒီလူတွေဆန္ဒမှာပါပဲ။နောက်ပါ ဆေးဥစွာလွတ်တော်တရားကိုနော်နာမဆေးဥစွာကုသညလို့အယောင်ပြောင်းပြီးတော့မှတစ်ခါတကျင်းပနေပါပြီအများဆန္ဒမပါတဲ့ဒီလွတ်တော်ဟာမအောင်မြင်နိုင်ပါဘူးတည်တဲ့အချိန်ပဲဒီတိုင်းလူပြည်သားအားလုံးရဲ့ဆန္ဒမပါတဲ့ကွဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာလုံးဝလက်ခံလို့မရပါဘူးနော်လက်မခံနိုင်တာနဲ့အမျှစန့်ကျင်ပါလေနော်ဒီနေ့အောင်ကျွန်တော်ထပ်ပြောပါမယ်နောက်ပိုင်းလွတ်တော်နဲ့တက်လာမယ့်ရုပ်သေးဆိုးရွားကိုကျွန်တော်တို့ဒီနေ့ဒီကနေ့ဒီနေ့ရနော် ဟိုဂျပန်နိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံတန်ယုံဆိုတဲ့ယုံချစ်ရတယ်အကြည့်လင်းစန့်ကျင်ကြောင်းပြင်ညာလိုက်ပါလေဒီကနေ့တိုင်းပြည်ကျွန်တော်တို့တိုင်းမှာလုံနေတဲ့လွှတ်တော်ကိုလက်မခံပါဘူးအကြည့်လင်းစန့်ကျင်လိုက်ပါလေနော်ကျွန်တော်မှာတာဝန်ရှိတဲ့လူကြီးစသလိုအားလုံးမှာလည်းတာဝန်ရှိပါလေကျွန်တော်တို့ရသလောက်လုံနိုင်သလောက်ဆက်ပြီးတော့မှလက်သွေးပြီးတော့မှလုပ်သွားကြမယ်လို့ယုံကြည်ပါတယ် အားလုံးလည်းဖြစ်ပေါ်ပါတယ်ဝမ်းသာပါတယ်ခင်ဗျာဟောထုံးလေးကနေပြီးတော့နည်းနည်းစကားပြောပေးဖို့ဖြစ်ပါတယ်အလုံးနေသားပါတယ်ဒီနေ့အားလုံးကြည့်ရတဲ့အတိုင်းပဲပါပြီမာသူတို့ကတော့သူတို့ဘက်ကတစ်ဖက်သက်ကိုဇွတ်အတင်းချင်းပါတဲ့တို့တော်ကြီးကိုခေါ်လိုက်ပါပြီကျွန်တော်တို့ကဒါအောင်လည်းမျက်စိမိတ်ပြီးကျွန်တော်တို့ကကန့်ကွက်နေမှာမဟုတ်ပါဘူးဘာကြောင့်ကန့်ကွက်ရလဲဆိုတော့သူတို့တွတ်တော်မှာဒီနေ့ချင်းပါပြီးဘယ်နဲ့ပြီးဆုံးမယ်ဆိုတော့သူတို့မှသူတို့တော့ procedure မရှိပါဘူးသူတို့လက်ရှိဝင်တဲ့လူတွေကလည်းကျွန်တော်တို့ထောက်ခံတဲ့လူတွေကြောက်လို့မပါပါဘူး တော့သူတို့ရဲ့ဒီလွတ်တော်အမတ်ဖြစ်တဲ့ဇေကဘာကူးခွင့်ရှင်သူတင်တာပြူးကြီးတာသူတို့ရဲ့အမြင်အားသူတို့မပြောင်းလဲသေးဘူးပေါ့နော်သူတို့ဘက်ကအမြင်နဲ့နိုင်ငံရဲ့အကျဉ်းသားတွေကိုသူတို့လွတ်ပယ်စရာအကြောင်းမရှိဘူးတဲ့ဒီလူတွေကကျွန်တော်တို့နိုင်ငံအတွက်ဘာတွေလုပ်ပေးပေးခဲ့ဘူးလဲဒီလက်ရှိဖမ်းခံရတဲ့နိုင်ငံရဲ့အကျဉ်းသားတွေဆိုတော့သူတို့ဘဝတစ်ခုလုံးနှမြုပ်ထားရတာသူတို့ရဲ့ဘဝတစ်ခုလုံးကအနည်းဆုံးနှစ်60နှစ်100ကျော်တွေထောင်ထဲကျဉ်းချခံထားရတာသူတို့ကအကြက်ဖက်သမားတွေလည်းမဟုတ်ဘူးလူသားသမားတွေလည်းမဟုတ်ဘူးစစ်ဆိုးရတဲ့ကျွန်တော်တို့စန့်ကျင်ဘက်သမားပြောရဲဆိုရင် တို့ဗုဒ္ဓဘာသာမှာလူမျိုးဖြစ်ပြီးသူတို့တနက်ခိုင်သူတက်ဖို့ပဲသိတာကျွန်တော်ဒီထောင်ထဲကကျင်းကြနေတဲ့လူတွေကလက်နဲ့တစုံတရားမပေါဘူးသူတို့ဆန္ဒထုတ်ဖို့ပြတ်သားပြီးတော့ကျွန်တော်မြန်မာနိုင်ငံအတွက်ကျွန်တော်တို့ပြည်သူအတွက်လူခွေအတွက်တကယ်လုံနေတဲ့သူတွေကထောင်ထဲကမလူတော့ဘူးဘလုံးမကိုကျွန်တော်တို့နားလဲစရာလည်းအကြောင်းမရှိဘူးဘလုံးမနဲ့လက်ခံစရာအကြောင်းမရှိတဲ့အတွက်ကျွန်တော်တို့ကဒီလွတ်တော်ခေါ်နေတဲ့ဒီစစ်ဆိုးရကိုကျွန်တော်တို့ကလုံးဝကန့်ဝင်ဆန့်ကျင်နေကန့်ကန့်ကွက်ဆန့်ကျင်နေရတာဖြစ်တယ်နောက်ပြီးတော့ကျွန်တော်ကျွန်တော်အရင်တော့ကဘောဇာသနာပြောခုတဲ့စကားလေးကျွန်တော်ဟာတာလေးကျွန်တော်ကြားဦးတယ် ီလိုညီလာခံခေါ်တာကလည်းသူတို့ကတရောင်းသားညီလာခံတဲ့ခုကျွန်တော်တို့ဒီညီလာခံတက်တဲ့လူတွေကဘာမှပြောပိုက်ဝင်လည်းမရှိဘူးပြောပြနေတာလည်းသူတို့ကပြောပိုက်ဝင်လည်းမရှိဘူးအဲ့တော့သူတို့ကဆုံးအားနားမကြားတဲ့လူတွေကဒီညီလာခံတက်နေတာလို့ကျွန်တော်တို့ယူဆတယ်အဲ့တော့ဒီညီလာခံဟာလည်းဆုံးအားနားမကြားတဲ့ညီလာခံလို့ကျွန်တော်ယူဆတယ်အလုံးလေးစားပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကလှူရှားရတဲ့ရည်ရွယ်ချက်နိုင်ငံရဲ့အကျဉ်းသားအားလုံးလူမြောက်စေနိုင်ဖို့ကျွန်တော်တို့တောင်းဆိုထားတဲ့ကျွန်တော်တို့စာအုပ်နာဖရဲ့ အခွန်ရုပ်စက်ကျေးရုံ、DVD>、းတဲ့ကကျွန大丈夫よ。大丈夫、大丈夫、大丈夫。車が通ったんで、ちょっと待ってくださいね。

我々は国会招集を乱暴して受け入れない祖国全ての政治主を釈放しろ 我々は公開招集を断行して受け入れない祖国撤収しろ撤収しろ全ての政治主を国民ンサイス人収との対応急げ